အာရခတပ်တော် ULAA ရေထိန်းချုပ်ထားတယ်။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ချစ်ချောင်းကျေးရွာမှာအသက်22နှစ်အရွယ်မျိုးအမျိုးသားလူငယ်တယောက်စက်တင်ဘာ24ရက်နေ့နေ့လယ်12နာရီခွဲဝန်းကျင်ကမြင်းမြုံပိုင်းနစ်မိပြီးညာခြေတော့တစ်ဖက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူဟာချစ်ချောင်းကျေးရွာမှာနေထိုင်တဲ့မောင်ရွှေဟပ်ဖြစ်ပြီးတော့တောင်ရကအပြန်မေယူတောင်ထဲမှာတောဝက်ကိုင်းသွားကြည့်ရင်မြင်းမြုံပိုင်းနစ်မိတာဖြစ်ပါတယ်။ရွာရဲ့အရှိတ်ဘက်မေယူတောင်ထဲမှာတောင်ရရှိတယ်။တောင်ရကအပြန်တောဝက်ကိုင်းထောင်လာတာကိုသွားကြည့်ရင်လမ်းတော်ဝက်မှာမြေမြုံမိုင်းနေမိတာ ညာဘက်ခြေပေါ်ကပြတ်ထွက်သွားပြီးဒဏ်ရာပြင်းတယ်လို့မောင်တော်မျိုးနယ်ကဒေသခံမျိုးမျိုးသားတယောက်ကပြောပါရယ်ဒဏ်ရာရတဲ့လူနာကိုကျင်းချောင်းရွာတိုက်နယ်စေယုံကိုပို့ဆောင်ထားပေမဲ့လည်းဒဏ်ရာပြင်းတဲ့အတွက်စေယုံကလက်ခံလို့မောင်တော်မျိုးစေယုံကိုပို့ဆောင်ဖို့ညွှန်ကြားထားတယ်လို့သိရပါရယ်တိုက်နယ်စေယုံကလက်ခံမှုမောင်တော်စေယုံကိုပို့ဖို့ညွှန်ကြားထားတယ်ဒဏ်ရာပြင်းထန်တော့တိုက်နယ်စေယုံမှာစေဝါမဆုံးလို့ဖြစ်မယ်အခုလူနာကိုမောင်တော်စေယုံကိုပို့ဖို့ကျွန်တော်တို့လုပ်နေပါတယ်လို့မောင်တော်မျိုးနယ်ကဒေသခံမျိုးမျိုးသားကဆက်ပြောပါရယ် မေယူတောင်နှမရိုဟင်ဂျာလက်နက်ကင်တပ်ဖွဲ့ ARSA နဲ့အာရခတက်တော် ULAA တို့စစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်တဲ့အတွက်အဲ့ဒီအဖွဲ့တွေရဲ့မိုင်းဖြစ်နိုင်တယ်လို့ဒေတာခန်တွေကသုံးသပ်ပြောဆိုပါတယ်။မေယူတောင်နှမစစ်ကော်မရှင်တပ်ခန်းတွေမရှိသလိုအရင်ကအာရခတက်တော် ULAA နဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့သိရပါတယ်။